အလုံးမမင်္ဂလာပါကျွန်တော်ချက်စီဖို့ရောနဲ့ပြန်လဲကျေးဇူးပါတယ်ကျွန်တော်ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့လာမယ့်အင်္ဂါနေ့ညပရုံနေ့မနေ့တနားခွဲမှာရှင်ပြန်ကစားကြမယ့် Champion League Round 2ချက်စီနဲ့ဘီမီကာပွဲစဉ်ပေါ့နော်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီကိုရိုနာတူတူပွဲကြိုအမြင်လေးတွေခန်းဆက်ချက်လေးတွေပြောသွားခြင်းနဲ့ပေါ့နော်ဆိုတော့လက်ရှိဒါဘီမီကာရဲ့အခြေအနေကိုအရင်ပြောရအောင်ပေါ့နော်ဘီမီကာကပြီးခဲ့တဲ့ပွဲစဉ်မှာတော့ quarterback ဆိုတဲ့အသင်းကို2 3နဲ့အိမ်ကွင်းမှာပဲရှုံနေကြတာကိုတွေးရှိရတယ်။လက်ရှိသူ့ရဲ့ league အဆင့်အတန်းမှာတော့ရှုံပွဲမရှိသေးတဲ့အသင်းတစ်သင်းအဖြစ်ဒါရပ်တည်နေတယ်ပေါ့နော်။လက်ရှိချိန်မှာဒါ Porto ကအဆင့်1 စပိုတင်းလေးစပွန်ကအစင်နဲ့သူကအစင်သုံးပေါ့နော်။ရှုံးမမရှိတဲ့အသေးဆိုလို့သူရဲ့ပေါ်တိုဝယ်ပဲနှစ်သင်းပဲကြံရှိတော့တယ်။ဆိုတော့လက်ရှိဘီမီကာရဲ့အခြေအနေကအကုန် off fine နေတဲ့အသေးသေးလို့ပြောလို့ရတယ်ပေါ့နော်။ခြေစွမ်းရလည်းမဆိုးသလိုကစားကွက်ကလည်းမဆိုးဘူး။ဒါလူစင်းရဲ့အခြေအနေကလည်းအရင်ကထက်ပိုပြီးတော့တောင့်လာတာကိုတွေ့ရတယ်။ဆိုတော့ကလဝက်ကတုံးကချက်စင်းနဲ့တွေ့တဲ့ ပင်ပီကာမဟုတ်တော့ဘဲနဲ့လက်ရှိပင်ပီကာကအသစ်ဖြစ်နေတယ်ပေါ့နော်အသစ်ဖြစ်တာနဲ့အတူတူလက်ရှိနီးပြကာကျွန်တော်တို့ရဲ့ဒါနီးပြဟောင်းဖြစ်တဲ့ဂျိုဆေမော်ရီညိုကင်တွင်မဲ့အသင်းဖြစ်တယ်ဂျိုဆေဆိုတာကတော့ပြောလိုက်ရင်ကျွန်တော်တို့ရဲ့ဒါ Chelsea fan တွေရဲ့နှလုံးသားထဲမှာစွဲမြဲနေတဲ့နီးပြတယောက်လို့ပြောရင်မှားမယ်လို့မထင်ဘူးပေါ့နော်လက်ရှိချိန်မှာတော့ပင်ပီကာကိုကင်တွင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အသင်းအနေနဲ့ပင်ပီကာကိုရင်ဆိုင်မှုအတွက်ခက်ခဲမဲ့အခြေအနေမျိုးတွေကြုံလာရပြီဆိုတော့ ဘီဘီကချက်စီနဲ့တွေ့တိုင်းရှုံနေနေတာတော့မှန်တယ်ဒါပေမဲ့လက်ရှိချက်စီရဲ့အခြေအနေနဲ့ဘီဘီကရဲ့အခြေအနေကိုရှင်ပြီးတော့ပြောပါဆိုရင်တော့ဒါဘီဘီကရဲ့အခြေအနေကပိုပြီးတော့တာတဲ့အနေအထားမျိုးရောက်နေတယ်ဆိုတော့တော့ကျွန်တော်တို့လက်ခံရမယ်ပေါ့နော်ဘီဘီကတိုက်စစ်မှာဆိုရင်လည်းဒါဂရီတိုက်စစ်မှုကဒါဥဆောင်ပြီးတော့ဒီရာဒီမှာခုနှစ်ပွဲကစားရမှာတော့ခုနှစ်ကိုပေါဝင်ပတ်သက်ပြီးတော့ငါးကိုသွင်းပြီးတော့ဒါနှစ်ကိုဗန်ဒီထားတာကိုတွေးရတယ်ဆိုတော့နောက်ကျန်တိုက်စစ်မှာဆိုရင်လည်းအရင်တော့ကျွန်တော်တို့အသင်းကနေပြီးတော့ဒါအလိုရှိတဲ့ယူကရိန်း နောက်ချန်တိုက်စစ်ကစားသမားလေးတယောက်ပေါ့နော်ဒီကစားသမားလေးကလည်းဟိုခြေစွမ်းပြနေတာကိုတွေ့ရတယ်ဆိုတော့တောင်မန်နေမှာလည်းကောင်းကောင်းအလုပ်လုပ်သလိုကွင်းလယ်မှာဆိုရင်လည်းကလဝကတ်တုံးကထပ်ပိုကောင်းတဲ့ကစားသမားတွေရောက်ရှိနေတာကိုတွေ့ရတယ်ဆိုတော့နောက်တန်းမှာဆိုရင်တော့ဒါအော်တမန်ဒီရှိသလိုဒါအော်ကျွန်တော်တို့အတင်းကနေပြီးတော့အလိုရှိတယ်ဆိုပြီးတည်င်းထွက်ခဲ့တဲ့အန်တိုနီယိုဆေးဘာပေါ့နော်အန်တိုနီယိုဆေးဘာကဥဆောင်နေတယ်ဆိုတော့ အစုဖွဲ့ကတော့ဒါချက်စီးကိုရှင်နိုင်တဲ့အစုဖွဲ့လို့ပြောရင်လည်းမမှားဘူးပေါ့နော်ဆိုတော့လက်ရှိအနေအထားကတော့ဘေမီကာကလည်း on fire ဖြစ်နေတဲ့အသင်းအသင်းဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ဒါနီးပြဟော်မုန်းကိုကင်တွယ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လွယ်ကူလွယ်ပွဲစဉ်ဖြစ်လာမှာမဟုတ်ဘူးဆိုတော့တေချာတယ်ပေါ့နော်လက်ရှိချက်စီးရဲ့အနေအထားကိုကြည့်မယ်ဆိုရင်တော့ အိပ်ပေါက်နဲ့ဖားကောက်လို့ပဲပြောရမလို့ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့အင်းကကိုမရဘူးလို့ဆိုကိုတို့ရတယ်ဒါပေမဲ့ကိုတွေပြန်ပေးနေရတယ်ကျွန်တော်တို့ရဲ့နောက်တဲ့အချင်းတွေကိုတော့ညီကိုတို့လည်းမြင်ပြီးသားဖြစ်တယ်ဒါဝေဖန်စရာတွေလည်းအများကြီးရှိသလိုအပြစ်တင်စရာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီလိုပြောရင်တော့ဒါဆုံးမှာမဟုတ်တော့ဘူးအသိမှန်ရှင်တွေကစပြီးတော့ဒါကစားသမားတွေအနည်းပြအဆုံးပေါ့နော်ဒီချင်းတွေမျိုးတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတယ်ဆိုတော့လက်ရှိအချိန်မှာညီပြအဆုံးမှာစကပရကွန်ဖရက်လုပ်ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာ နောက်ထပ်ဟိုဒဏ်ရာရတဲ့ကစားသမားမရှိပေမဲ့လည်းစောင့်ကြည့်ရမယ့်ကစားသမားတွေရှိနေတယ်ဆိုပြီးတော့အတွေ့ရတယ်ပေါ့နော်အဲ့ဒီကစားသမားတွေထဲမှာကျွန်တော်တို့ကွင်းလေကြောက်ဆောင်ဝက်ဆက်ကန်စီရိုပါသလိုတိုက်စစ်မှာပွဲတိုင်းကိုဥဆောင်နေတဲ့ဂျာဟုတ်ပတ်ထူပါဝင်နေတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အတွက်ကတော့အမှန်တမ်းပြောရင်စိုးရင်စရာအခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်အင်ကွင်းမှာကန်ရသည့်တိုက်အောင်ကျွန်တော်တို့အသင်းရဲ့လူစင်းပေါ့နော်အရင်တုန်းကတော့ဟိုစကွတ်တက်တောင်းနေတောင်းနေဆိုပြီးပြောခဲ့ကြပေမဲ့လက်ရှိအချိန်မှာတော့စကွတ်တက်က မတောင့်တဲ့အပြင်ဟိုဘယ်လိုပြောမလဲကန်ဆူမသွားရမိုးလဲလို့ရွာဆိုတာမျိုးဖြစ်နေရပေါ့ကျွန်တော်တို့ဟိုခြေစွမ်းမှမတည်ငြိမ်ပါဘူးဆိုမှလက်ရှိဟိုတောက်တိုင်ကရသမားတွေကနာမဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အသင်းတွေကတော့ရှင်လေးစရာဖြစ်တယ်ဆိုတော့အဆူမတ်စကာအတွက်တော့ဒါချမလေးရဲ့ဒုတိယပွဲစဉ်ဖြစ်တယ်ပေါ့နော်သူ့အနေနဲ့ဘလောက်ထိလုပ်ပြမလဲဘလောက်ကင်တွယ်လာမလဲဆိုတာကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော် လက်ရှိ current form ကိုကြည့်မယ်ဆိုရင်တော့ဒါဘင်ဘီကာက ပါတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါလိစင်တန်းရလည်းအရင်ကြီးကွာတဲ့အနေအထားမျိုးမဟုတ်ဘူးပေါ်တူဂီလိဆိုတာကလည်းမញ្ញန်းတဲ့အော်ပလိုယမ်လေလီအစင်တန်းဖြစ်တယ်ပေါ့နော်ပရီးမီယာလိဂ်ကိုမရှင်နိုင်ဘူးဆိုရင်တောင်မှသူတို့တွေနဲ့နေသားတစ်ခုထီတော့ရှိတဲ့လီအစင်တန်းမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့အစားဆောင်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ကျွန်တော်တို့မြင်ရမယ်ဆိုတော့ကျွန်တော်တို့အိမ်ခွင်အားသာချက်ကြောင့်မို့ခွင့်ရေးကောင်းတွေရှိတယ်လို့ယူဆရပါမယ်လက်ရှိချက်စီးရဲ့ အသင်းရဲ့အခြေအနေပေါ့နော် ခြေစွမ်းအရာဆိုရင်တော့ဒါဒုတူတို့တော်တော်ဖိုက်ယူရမယ်ပွဲစဉ်ဖြစ်တယ်ဆိုတော့တော့ကျွန်တော်တို့ညင်းလို့ရမယ်မထင်ဘူးပေါ့နော်ဆိုတော့ပေါ့ကြီးကိုတစ်ချက်ကြည့်တဲ့အခါမှာတော့ကျွန်တော်တို့မျောမှန်းထားတဲ့ပေါ့ကြီးမျိုးတော့မဟုတ်ဘူးချက်စီကအင်ဝင်းဖြစ်တာကြောင့်မို့လား1 t ဆိုတဲ့ပေါ့ကြီးကိုတော့ပေါက်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီပမာဏကပြောရရင်တော့တော်တော်များတယ်လို့ပြောလို့ရတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒါ1 plus လောက်နဲ့ထွက်မဲ့ပေါက်ကြီးမျိုးမှာဒါ 1D ဆိုတာကတော့ချက်စီးကို အကျိုးပေးတာပြင်းလွန်းတယ်ပေါ့နော်ဆိုတော့ချက်စီကိုကြေးခေါ်ထားသလားအဒါဟောတော့ကျွန်တော်တို့ဟိုတွေးရမှာဖြစ်တယ်ပေါ့နော်လက်ရှိချက်စီရဲ့ current ခြေစွမ်းနေနဲ့ဟိုဘယ်လိုပြောမလဲနောက်တန်းရဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဒါရင်နဲ့ချိန်ထိုးပြီးတော့ဒါညီကိုတို့ဒါရွေးချယ်ရမယ်သဘောမျိုးရှိတယ်ပေါ့နော်ဆိုတော့ဟိုပြောရရင်ဒီလိုမျိုး ပေါ့ကြေးကတော့အိမ်ကွင်းမှာလည်းဖြစ်တဲ့ဒါချက်စီကိုပဲရွေးရမဲ့အနေအထားမျိုးဖြစ်တယ်ဆိုပေမဲ့ဟို လက်ရှိကာဘန်အခြေအနေတွေကိုရှင်ထိုးကြည့်မယ်ဆိုရင်တော့ပင်ပီကာလည်းရွေးချယ်ခြင်းစရာဖြစ်တယ်ပေါ့နော်ဆိုပြောရချင်တာကမော်ရီဟိုဖြစ်နေတာအကြောင်းကိုကျွန်တော်အသိနေနဲ့ကိုပြတ်ဖို့မလွယ်ဘူးဆိုတဲ့အကြောင်းကိုပြောချင်တာဖြစ်တယ်ဆိုအကောင်းဆုံးအကွက်အကွက်ကိုပြောပါဆိုရင်တော့ကျွန်တော်ရဲ့နောက်တန်းအခြေအနေအကြောင်းကိုဒါဂိုးပေါ်ကိုပို့ပြီးတော့ သဘောကျတယ်ပေါ့နော်။အာပြီးခဲ့တဲ့ချန်ပီယံလိပွဲမှာဆိုရင်လည်း Chelsea က3-1ဆိုတဲ့ရလနဲ့ဂိုးပေါ်ခဲ့တယ်လို့ဒီဘက်က PP ကလည်း2-3ဆိုတဲ့ရလနဲ့ဒါဂိုးပေါ်ခဲ့တာဖြစ်တယ်ပေါ့နော်။ဒီနှစ်သင်းတွေ့တဲ့အခါမှာလည်းအာကျွန်တော်ဂိုးပေါ်ဖို့ပဲဒါရှိမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဆိုတော့ညီတို့ကဘယ်လိုမြင်လဲဒီပွဲနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်ညီတို့နောက်ပြန်မှာပြန်တွေ့ပါမယ်။